ရန်ကုန်မြို့လှိုင်မြို့နယ်၅ရက်ကွာမှာရှိတဲ့ဟိန္ဒူဘုရားကျောင်းတစ်ခုမှာမီးနှင်းပွဲတော်ကိုမတ်လ၁၆ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ ရာသီဥတုပူပြင်းတာကြောင့်ဒီနှစ်မှာတော့မီးနှင်းပွဲတော်ကိုညနေ6နာရီဝန်းကျင်မှစတင်ခဲ့ပါတယ်။မီးနှင်းပွဲနဲ့အတူဓာတ်တက်ပွဲလည်းပါဝင်ခဲ့ပြီးအနီးအနားကဒေသခံအများအပြားစိတ်ဝင်တစားလာရောက်ကြည့်ရှုခဲ့ကြပါတယ်။မင်းနှင်းပွဲမှာပါဝင်ဖို့အတွက် ဖျားပွဲစတင်ချိန်ကလေးကတက်တက်လို့စားတာဥပုပ်ဆောင်တာတွေပြုလုပ်ခဲ့ရတယ်လို့ပွဲတော်မှာပါဝင်သူတွေကပြောပါတယ်။ ွဲတော်မှာအမျိုးသားတွေသာမကပဲအမျိုးသမီးတွေလည်းပါဝင်တာကိုတွေ့ရသလိုကလေးလူငယ်လူကြီးအရွယ်ဆုံးပါဝင်ခဲ့တာပါတချို့ကတော့သူတို့ကလေးတွေကိုချီပြီးမင်းနဲ့တာကိုတွေ့ရပါတယ်မတ်လာတဲ့မှာရန်ကုန်အပါဝင် တနိုင်ငံလုံးကဟိန္ဒူဘုရားကျောင်းတွေမှာမင်းနဲ့ပွဲတွေပြုလုပ်နေတာဖြစ်ပါတယ်ရှင်